အသေးနှသေးနဲ့ဖလားသုံးလုံးကိုနှစ်နှစ်ဆက်တိုက်ရဖို့တဲ့တူရဲသောဘောလုံးသမားအသေးတသေးမှာတော့မှဖလားတစ်လုံးရဖို့မလွယ်တဲ့အချိန်လေးမျိုးမှာဒီကစားသမားတော့ဟိုတုန်းကရှန်ရှန်တောက်တွေပေါများခဲ့တဲ့ခေတ်မှာအသေးနှသေးနဲ့ဖလားသုံးလုံးကိုနှစ်နှစ်ဆက်တိုက်ရယူပြခဲ့ပါရီသူကတော့ဆင်မြူရဲ့အီတိုပါအီတိုကအာဖရိကတိုက်ရဲ့ထာဝရအကောင်းဆုံးကစားသမားတူဖြစ်ပြီးတော့တချိန်တုန်းကဘာစီလိုနာအင်တာမီလန်တို့ရဲ့ဂန်ဒဝင်ကစားသမားတူလည်းဖြစ်ပါရီ အီတူက2009ခုနှစ်မှာဘာစီလိုနာနဲ့တနစ်ထဲဖလား3လုံးရခဲ့ပြီးတော့အင်တာမီလန်နဲ့2010မှာတနစ်ထဲကိုဖလား3လုံးတပြိုင်တည်းရခဲ့ပြန်ပါပြီ။ဒါကြောင့်မလို့အီတူရဲ့စာရင်းတစ်ခုကအဲ့ဒီအချိန်တုန်းကဆိုရင်တော်တော်လေးဝယ်နမိကြီးခဲ့တာပါ။အခုချိန်ကြီးလည်းဘယ်သူမှလိုက်မမီသေးပါဘူး။အဓိကတော့အီတူရဲ့အောင်မြင်မှုမှာကံအပဲစကားပြောသွားခဲ့တာပါ။အီတူကတကယ်ကောင်းခဲ့ဆိုပေမဲ့လည်းဒီလိုအရာမျိုးဖြစ်ဖို့ဆိုတာကကံနဲ့လည်းအများကြီးတက်ဆိုင်ပါပြီ။နောက်ပြီးတော့အဲဒီတော့ကဘာစီရိုအင်တာရိုဆိုတာကလည်းတကယ်ကိုပြိုင်ဆန်ရှာအဖြစ်နဲ့ကမ္ဘာကောင်းဆုံးအသင်းတွေပါ ီတို့ကလည်းအဲ့လိုနေရာမျိုးတွေမှာအ धिक ကစားသမားနေရာကနေပါဝင်ပြီးတော့ရှယ်ချမ်းပြခဲ့တာပါနောက်ပြီးတော့2006 UCL final မှာအာဆင်နယ်ဘက်ကိုအသေးခွဲကိုသွင်းသွားခဲ့တဲ့ကစားသမားလည်းအီဒိုးပါပဲ။နောက်ဆုံးမိနစ်မှာဂန်နာဘက်ကိုဂိုးသွင်းပြီးတော့ဒီနေ့အထိတိုင်ဂန်နာရဲ့နှလုံးသားတွေကို8-0တဲ့နဲ့ခွဲပြားထားတာပါ။နောက်ပြီးတော့အီဒိုးကအင်နာမီလန်အသင်းရဲ့ Hello Fame ကစားသမားလည်းဖြစ်ပါရီ။ Cameroon ဘောလုံးအဖွဲ့ချုပ်ရဲ့လက်ရှိဥက္ကဋ္ဌလည်းဖြစ်ပါရီ။နောက်ပြီးတော့ကစားသမားဘဝမှာဆိုရင်ပွဲပေါင်း600ကျော်ကြီးကစားပြီးတော့ဂိုးပေါင်း300ကျော်အထိကိုသွင်းယူပေးနိုင်ခဲ့ပါရီ။ နောက်ပြီးတော့အီတိုးရယူခဲ့တဲ့ဖလားအင်းနဲ့ဆန်ဂျီနီကလည်းမနေပါဘူး။ဒါကြောင့်မလို့အင်းနာလိုအသေးမျိုးအရောင်မှာသူတို့အသေးရဲ့ထာရအကောင်းဆုံးကစားသမားအဖြစ်နေတော့မှတတ်မှတ်ပေးခံခဲ့ရတာပါ။နောက်ပြီးတော့ Edo ကစားခဲ့တဲ့အသေးနေရာတော်လေးများပေမဲ့ဥရောပမှာဆိုရင်တကယ့်ထိတ်တန့်နေဖြစ်ကြတဲ့ Real Barca, Inter, Chelsea, Everton, Espanyol စတဲ့ထိတ်တန့်အသေးနေမှာခြေစွမ်းပြကဂိုးတွေသွင်းယူပေးနိုင်ကြတာပါ။နောက်ပြီးကစားပုံမှာဆိုရင်လည်းအသေးတွေအလိန်ခောက်တွေနဲ့ကြောဖြတ်ပုံတွေအလန်းစားတွေနဲ့တော်တော်လေးကိုပဲမိုက်ပါရည်။ ော်တော်လေးလဲပါနဲ့လုံးသလိုအရန်ကိုလည်းလင်းမြန်လုံးတာကြောင့်မလို့အီတိုးကိုနောက်တန်းခံစစ်တရားတော်တော်ထိန်းချုပ်ခဲ့ရပါတယ်။ဂျာရာအကောင်းဆုံးခံစစ်မှုဆိုရဲမာရီနီတော်မှာအီတိုးကိုတော်တော်လေးထိန်းခဲ့ရတာပါ။ကစားပုံကရော်နယ်ဒီယိုနဲ့ဆင်တူပြီးတော့တော်တော်လေးတွတ်တယ်လို့ပေါ်ပါပြီးတော့မြန်နေရောပါပဲ။စကေးဆိုရဲလဲအီတိုးကအကုန်ဒီပါရတယ်လို့ဖြတ်ခနဲပြေးထွက်တာဘောလုံးရနဲ့တကိုးတော့တွင်းတော့တာပါပဲ။အဲနောက်ပြီးတော့ဒန်ယာရနဲ့ကစားသမားမျိုးလည်းမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒုက္ခဒုက္ခရောကဆိုရင်အီတိုးကအခုဘာပေလို့လို့ပဲတကယ်ကောင်းတဲ့ကစားသမားတူဖြစ်ခဲ့ပါရီ ဘလောက်ထိလဲဆိုရင်တော့အာဖရိကတိုက်ရဲ့ထာရအကောင်းဆုံးကစားသမားကြီးလိုတော်မှာလော်ရီယာသူ့ကိုတတ်မှတ်ထားကြတဲ့အထိပါ။ဒါကြောင့်အီတိုရဲ့ level ကမနှေးပါဘူး။နောက်ပြီးတော့အခုချိန်ထိလဲသူကစူပီးပွဲတွေနဲ့တခြားပွဲတွေမှာကမ္ဘာပေါ်လုံးအဖွဲ့ချုပ်ရဲ့ဖိတ်ခေါ်ခြင်းကိုခံနေရသေးပါပြီ။တမိုင်းမှာသူလုပ်ပြခဲ့တာတွေကမှတ်ကြောက်တင်စရာကောင်းလုံးလို့ဘောလုံးအဖွဲ့ကြီးကလည်းအီတိုမမိမယောပဲနဲ့အခုလိုဖိတ်ခေါ်ခြင်းတွေနဲ့ပြန်ပြီးတော့ဂုဏ်ပြုပေးရတာပါ။ဒါကြောင့်တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အီတိုကကောင်းပါရီဆိုတဲ့ drawer ထထောက်မှာပို့ပြီးတော့ကောင်းခဲ့ပါရီ။ အဓိကတော့ရောက်သမျှအသေးနိုင်မှာသူ့ရဲ့လုံပြနိုင်စွမ်းကိုပြည်သက်တရားချီးကျူးတာပါ။အဲဘာတလုံးအသေးမှာအကြဘက်ရောက်နေချိန်မှာသွားကစားရလေဤသူကအကောင်းဆုံးတွေပဲလုံပြခဲ့တာပါ။ဒါမဲ့သူ့ရဲ့အကောင်းဆုံး prime time တွေကိုပိုင်ဆိုင်ခဲ့တာကတော့ဘာစီလိုနာအသေးမှာပါ။ Messi, Ronaldinho တို့နဲ့အတွဲညီချက်တွေကပြိုင်မဲ့အသင်းတွေအတွက်ယူးကျေစရာကောင်းခဲ့ပါလိမ့်။ဘာစီမာရောကဤသူက144ဝဲမှာ108ဂိုးထိတော်မှသွင်းပေးခဲ့တာပါ။ဤသူရဲ့ဘောဂျောနက်ဆက်ကြီးကတော့အဲ့ဒီအချိန်တုန်းကတိုက်စစ်တီထဲမှာဆိုရင်အကောင်းဆုံးလို့တော့မပြောလို့ရပါဘူး။ အဓိကတော့အီတိုးကဘဝနာခဲ့တဲ့အတွက်အခုလိုဂန်နွေကစားသမားတူဖြစ်လာအောင်ဒီပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရုံပါအနောက်ပြီးတော့ကစားသမားဘွားအစတော်ကဆိုရင်လေသူကစားခဲ့တဲ့အသေးနေရာသူ့ရဲ့ကစားပုံမကြိုက်တဲ့အတွက်အငှားတွေလိုက်ချခဲ့ပါပြီ။ဒါကြောင့်အီတိုးရဲ့ငယ်ဘွားအငှားထွက်ကစားရင်းနဲ့ပဲအချိန်နဲ့ကုန်နေခဲ့တာပါ။ဒါပေမဲ့ဘယ်နည်းဘာစီကိုရောက်လဲ။အိန္ဒိယဆက်ပြီးတော့သူ့ရဲ့ဘွားရှန်ရှန်တောက်ဖြတ်သွားတော့တာပါပဲ။ကြိုးစားလို့နဲ့ရလက်တွေပါ။နောက်ပြီးတော့ဘလုံးပညာကောင်းပါလေဆိုရင်အာဖရိကတိုက်ကကစားသမားတွေထဲမှာဆိုရင်လေအီတိုးလိုကစားသမားမျိုးကတမိုင်းမှာနောက်ထပ်မရှိနိုင်ပါဘူး။ ဂျောဘာပေါ်ခဲ့ပေမဲ့လည်းအီတိုးမမီနိုင်ခဲ့တာကတော့အီတိုးအနေနဲ့တစ်ဖက်ကန်းခန့်အောင်ရည်ချင်းရှိခဲ့တာကြောင့်ပဲဖြစ်ပါရည်အားလုံးကျေးဇူးတင်ပါတယ်